လူတွေဟာတာဝရင်သာလက်တွေတဲ့တာလွန်နဲ့အချက်ရှိတယ်ပေါ့ချမ်းသာဒုက္ခနဲ့နိုင်ရှင်ကြည့်လိုက်မယ်ဆိုရင်လက်တွေက လူတွေတဲ့ပို့ပြီးတော့ချမ်းသာတယ်တက်တန်းလည်းပိုးရှိတယ်အစင်းလည်းပိုလာတယ်အချမ်းရံဘုံကိုလည်းပို့ကြီးတယ်ပေါ့အဲ့ဒါလို့လက်တွေကလူတွေတဲ့တာလွန်နဲ့အချက်ကတော့ အဲ့ဒီအချက်တွေပဲဒါပေမဲ့တာဝရိန္ဒာလက်တည်တဲ့လူတွေကတာလွန်တဲ့အချက်ဆိုတာလည်းရှိသေးတယ်ဘယ်အချက်တွေမှာတာလွန်တော့ဆိုရင်သူရာတတိမန်တော်ဣဒ္ဓပြမစရိယဝါတော်လို့သစ္စာပြားကထောက်ပြညွန်ပြတဲ့စကားရတဲ့မှာသူရာလူတွေဟာတတိရှိတဲ့နေရာမှာလက်တည်တဲ့ပူတာတယ်လို့သူတို့ဆိုလူတွေကပို့ပြီးတော့ ရဲရဲတတိရှိကြတယ်ဒီအချက်ကလည်းတာဝရင်သာလက်တည်တဲ့သားတယ်လို့ဆိုတတိမန္တောတတိကောင်းတဲ့အချက်ကလည်းလူတွေကသားတယ်လူနဲ့နဲ့ဘယ်သူကပို့ပြီးတော့တတိကောင်းလို့ဆိုလူကပို့တတိကောင်းတယ်တတိရှိတယ်ပေါ့။ဘာဖြစ်လို့လူကပို့တတိရှိတယ်လဲဘာကြောင့်လက်တည်ကလူလောက်တတိမကောင်းတယ်လဲလို့ဆိုလက်တည်မှာကအပြောင်းအလဲသိမ့်မရှိဘူးချမ်းသာဒုက္ခအလွန်များတယ် ဥပမာပြောရရင် လူတွေဆိုတာပွဲလန်းသဘင်ဆိုတာယမယံခါမှရှိတယ်။နတ်တွေမှာအများရန်လို့ပွဲလန်းသဘင်နေနဲ့ပြည့်နေပြီးတော့နေတော့နတ်တွေကမေးလျော်မှုတွေပုံများတယ်လို့ဆိုတာ။ကုသိုလ်ကောင်းမှုနဲ့ပတ်သက်လာတဲ့အခါမှာလူတွေကကုသိုလ်ကောင်းမှုလုပ်ဖို့တတိယသေးတယ်။နတ်တွေမှာကုသိုလ်ကောင်းမှုလုပ်ဖို့တတိမရကြဘူး။ အဲ့ဒီအချက်နဲ့ပတ်သက်လာလို့ရှိရင်လူတွေကပိုတတိကောင်းတယ်။ဘာကြောင့်လူတွေကပိုတတိကောင်းလဲ။ဓာတ်တွေကအလွန်ချမ်းသာသည့်အတွက်ကြောင့်တတိမွေ့လွယ်မိတ်လွယ်တယ်။လူတွေကဘာကြောင့်တတိပိုကောင်းတာလဲလို့ဆိုလို့ရှိရင်ဒုက္ခဒုက္ခလို့ဆိုတာချမ်းသာတယ်လက်ဆင်းရဲတယ်လက်လူတွေမှာချမ်းသာတဲ့အခါချမ်းသာတယ်ဆင်းရဲတဲ့အခါဆင်းရဲတယ်။ ခက်ခဲတွေကြုံတဲ့အခါကြုံတဲ့အဆင်ပြေတဲ့အခါပြေတယ်။အဲဒါကြောင့်လူတွေဟာအပြောင်းလဲတွေများတဲ့အတွက်ကြောင့်တတိရှိလာ။လက်တွေနဲ့ပုံပြီးတော့တတိထားတတ်လာတယ်။အဲဒါကြောင့်မို့တတိရှိတဲ့နေရာမှာတော့လူတွေကတာဝရိန္ဒာနတ်ပြည်ကလက်တွေနဲ့သားတယ်လို့သူတို့ဆို။နောက်တာလွန်နဲ့အချက်တစ်ချက်ကတော့ဘာလို့ဆိုဣဒ္ဓဗြမစရိယဝါတော်ရသော်ဘုရားသာသနာတော်မှာသတ်မှတ်ထားတဲ့ မြတ်သောအကျင့်လို့ဆိုတဲ့အကျင့်ကိုကျင့်တဲ့နေရာမှာလည်းပဲလူတွေကတာလွန်နေလို့ဆို။နတ်တွေဟာရှင်ဘုရားယဟန်ဘုရားမှာနေနိုင်ခွင့်မရှိကြ၊နေခွင့်မရှိကြဘူး။လူတွေမှာတော့ရသော်ဘုရားရဲ့တပိတာဝကအဖြစ်ကျင့်သုံးနေထိုင်ခွင့်ရှိကြတယ်။အဲဒီလိုမြတ်သောအကျင့်ကိုကျင့်သုံးနေထိုင်တဲ့အခါမှာလည်းနေကြတဲ့အခွင့်အရေးရတာလည်းပဲ။ လူတွေကတာလွန်တယ်လို့သူလိုဆိုတာ